အားလုံးပဲမင်္ဂလာပါ EDHFC မှာနေပြန်လဲချိုးဆိုလိုက်ပါတယ်ကျွန်တော်မနက်ဖြန်ဒီစနေနေ့မှာအဲဒီ English Premier League Week 10ရဲ့ပွဲစဉ်ဒီတည်းရမှာဒီစိတ်ဝင်စားစရာကောင်းတဲ့အဲပွဲစဉ်တစ်ခုဖြစ်တဲ့ဒီ Nottingham Forest နဲ့ဒီ Manchester United တို့ရဲ့ဒီပွဲစဉ်လေးအကြောင်းကိုကျွန်တော်အဲပို့ချုပ်သုံးသပ်သုံးသပ်ချက်လေးအဲလုပ်ပြီးသွားချင်ပါတယ်ခင်ဗျာအဲအဲဒီနှစ်သင်းရဲ့ဖောင်ကိုအရင်ကြည့်ရမယ်ဆိုရင်ပေါ့နော် ီနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာ Manchester United ကတပွဲပဲရှုံးပြီးတော့ကျန်တဲ့၄ပွဲကိုအနိုင်ကစားခဲ့တယ်နော်အဲသူတို့ရှုံးခဲ့တဲ့ပွဲကလည်းသူတို့ဒီအဝေးဝင်းဖြစ်တဲ့ဒီအဝေးဝင်းမှာဒီ Bradford အဝေးဝင်းမှာ3-1နဲ့ရှုံးခဲ့တာပေါ့ဒါပေမဲ့နိုင်ခဲ့တဲ့ပွဲတွေကြည့်လိုက်မယ်ဆိုလို့ရှိရင်သူတို့ Chelsea ကိုအိမ်ဝင်းမှာနိုင်တယ်ပြီး Sunderland ကိုအိမ်ဝင်းမှာနိုင်တယ်အဲ Liverpool ကိုကြာတော့ Liverpool ရဲ့ Anfield ကိုင်းမှာကိုအနောက်ဘက်ကိုနေနိုင်ခဲ့တယ်နောက်ဆုံးကစားခဲ့တဲ့သူတို့ရဲ့ဒီပွဲစဉ်ဖြစ်တဲ့ဒီသူတို့အိမ်ဝင်း Old Trafford မှာ Brighton ကိုဒီ ဒီ photo ဆိုတဲ့ရလတ်နဲ့နိုင်ရခဲ့တယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်သူတို့ရဲ့ဒီနောက်ဆုံးကစားခဲ့တဲ့ form ကမဆိုးလို့ပြောလို့ရတယ်ဗျာမဆိုးလို့ပြောလို့ရမှာတိုက်စစ်ကဂူသွင်းနိုင်တယ်ဒါပေမဲ့လည်းခံစစ်ကလည်းဂူအနည်းငယ်ပြန်ပြေးနေရတဲ့ပုံစံဒါပေမဲ့လည်းနိုင်ပွဲတွေကိုဖော်ဆောင်နိုင်နေခဲ့အဲသုံးပွဲဒီနောက်ဆုံးဒီကစားခဲ့တဲ့ဒီသုံးပွဲဆက်လိုက်ဒီနိုင်ပွဲဖော်ဆောင်နိုင်ခဲ့ ပေါ်ဆောင်နိုင်ထားခဲ့တယ်ပေါ့နော်အဲခြားတစ်ပတ်ဒီ Northern Forest ကိုပြန်ကြည့်မယ်ဆိုရင် Northern Forest ကတော်တော်လေးကိုဒုက္ခရောက်နေတယ်လို့ပြောလို့ရတယ်နောက်ဆုံးကစားခဲ့တဲ့ငါးဘွဲမှာတပွဲတည်းလေးဘွဲရှုံးရတယ်နဲ့ Premier League ရဲ့အဆင့်၁၈ကို ရောက်ရှိနေတယ်အဲပြီးတော့သူတို့ကအိမ်ဝင်းဖောင်လည်းမကောင်းဘူးဗျဝေးဝင်းလည်းမကောင်းဘာအိမ်ဝင်းမှာဆိုလို့ရှိရင်သူတို့ဒီနှစ်ပွဲကစားတယ်နှစ်ပွဲလုံးရှုံးတယ်ဆန်ဒါလန်ကိုရှုံးတယ်ပြီးတော့သူတို့ဒီ Chelsea ကိုရှုံးတယ်ဆန်ဒါလန်ဆန်ဒါလန်ကိုဆိုရင် ကိုကိုမရှိနဲ့ရှုံတယ်ခြေစည်းကိုဆိုလို့ရှိရင်ဒီကိုပြက်ခြေပြက်390နဲ့ရှုံတာတယ်အဲသူတို့ရဲ့ဒီအဝေးဝန်းပွဲစဉ်ဆိုလို့ရှိအဲခြေတို့ပူတော့ဆိုးသေးတယ်ဝေးဝန်းအောင်ဆိုလို့ရှိရင်သူတို့၃ပွဲမှာအဲဘန်လီကိုတည်ရကြတယ်နျူကာဆယ်ကိုရှုံတယ်ပြီးရင်ဘုံမောက်ကိုရှုံတာတယ်အဲဒီတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီလက်ရှိကာဒန်ဖောင်ရဆိုလို့ရှိရင်တော့ဒီမန်ချက်စတာယူနိုက်တက်ကဒီနော်ဒါဖော့စ်ကိုအပြတ်သက်တာတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကစားသမားပိုင်းနဲ့ ဒီကစားသမားပိုင်းဒီ quality ဘိုင်းမှာတော့ Manchester United ကနည်းနည်းလေးတော့တာတယ်ဒါပေမဲ့အရင်ကြီးတော့တာတယ်တော့ကျွန်တော်မမြင်ဘူးဗျအဲ Northern Force မှာလည်းကစားသမားကောင်းတွေရှိတယ်ဒါပေမဲ့ပြဿနာသူကအခုဒီနီးပြားနဲ့ပြဿနာတက်နေတဲ့ပုံမှာပေါ့နော်အဲ့လိုဖြစ်နေတာပေါ့နီးပြားအစ်စ်လည်းပြောင်းလာတာလည်းမကြသေးဘူးပြီးတော့သူ Premier League ပွဲတင်ကစားတဲ့ချိန်မှာဒီအဲဒီဒီပြန်ကစားမဲ့ချိန်မှာဒီ Manchester United နဲ့ကစားမှာဆိုတော့လည်းအရင်ကြီးတော့လည်း စင်မပြေဘူးပေါ့နော်အဲနှစ်သိန်းရဒီ head to head ကိုပြောမယ်ဆိုရင်တော့ဒီမနှစ်ကတော့ဒီ Northern Forest က Manchester United ကိုသူတို့အိမ်ဝင်မှာတကူကူမရှိဆိုနေရလည်းနေနိုင်တာတယ်အဲရှေ့တနေ့မှာဆိုရင်တော့ Manchester United ကတကူကူမရှိနေပြန်နိုင်တာတယ် Northern Forest ရဲ့ဒီ City Ground ကွင်းမှာပဲပေါ့နော်အဲအဲ့ရှေ့ထပ်စောပြီးကြည့်မယ်တော့23 24ရာသီမှာဆိုလို့ရှိရင်လည်း Northern Forest ကပဲ2-1နဲ့နိုင်တာရတယ်။နောက်22-23မှာတော့ Manchester United က Northern Forest ကို Northern Forest ရဲ့ကွဲမှာနှစ်ဂိုးကိုမရှိနဲ့နိုင်တာရတယ်။အော်ပြောရမယ်ဆိုလို့ရှိရင် Northern Forest နိုင်တဲ့အလှည့်ရှိတယ်လို့ Manchester United နိုင်တဲ့ပွဲတွေလည်းရှိတယ်ပေါ့နော်။ဒါပေမဲ့နောက်ဆုံးနောက်ဆုံးဒီနှစ်ပွဲဒီနောက်ဆုံး၃ပွဲမှာဆိုလို့ရှိရင် Northern Forest ကနှစ်ပွဲနိုင်တာရတယ်။ Manchester United ကတစ်ပွဲနိုင်တာရတယ်။အဲ့တော့ဒီပွဲက Nottingham Forest ပဲနိုင်သွားမလား Manchester United ပဲနိုင်သွားမလားဆိုတာတော်တော်စိတ်ဝင်စားဖို့ကောင်းတယ် Manchester United ကတော့ဒီလက်ရှိမှာဒီပြအမော်ရင်ရဲ့ဒီကစားတဲ့ကစားပုံ system နဲ့အတင်းနဲ့နည်းနည်းအံဝင်လာတဲ့အချိန်မှာအဲနိုင်ပွဲရတဲ့လူပေါ်ဆောင်လာနိုင်တယ်ကစားပုံလေးတိုးတက်လာတယ်ပေါ့နော်ဒါပေမဲ့ဒီပွဲမှာဘာတွေလုံသွားနိုင်မလဲဆိုတာစောင့်ကြည့်ရမယ် Northern Forest ကလည်းဒီရှုံးပွဲတွေဇက်တိုက်ရလက်မကောင်းရလက်ဆိုးနေတဲ့အဲရလက်ဆိုးတွေကနေပြန်လေရုံထွက်လာမှာမလားဆိုတော့ ကြည့်ရမယ်ပေါ့နော်ကျွန်တော်ထင်တော့ဒီလူလူအဲပွဲထွက်လူစင်းအနေနဲ့ကတော့ကျွန်တော်ထင်တော့ဒီကိုသမားမန်ချက်စတာကပြီးခဲ့တဲ့ဖရိုင်ဒေကိုနိုင်ခဲ့တဲ့ပွဲတိုင်းပဲထွက်လာမယ်လို့ထင်တယ်ကိုသမားကတော့အဲလမ်မန်စ်ပါမယ်နောက်တမှဒီလစ်နဲ့အဲယူရိုပြီးတော့လုခ်ရှော့ပါမယ်ကွင်းလမ်းမှာတော့ဖာနန်ဒက်စ်နဲ့ကက်စမီရိုနဲ့ ထိုင်ပြီးတော့ဒီညာဘက်မှာဆိုလို့ရှိရင်အာမက်ရှိပြီးဘက်ဘက်မှာဆိုလို့ရှိရင်ဒါလိုပဲသုံးမယ်ရှေ့တန်းမှာဆိုလို့ရှိရင်တော့ Matthias Cunha နဲ့ Brian Amwebosh ပါမယ်ပြီးသွားတော့ကျွန်တော်ထင်တယ်ဒီ Benjamin Sesko ပဲသူသုံးနိုင်မယ်အဲ Northern Forest မှာဆိုလို့ရှိရင်ကျွန်တော်ဒီဒီကစားသမားကောင်းတွေမှာဆိုလို့ရှိရင်ကျွန်တော်ဒီ Gibbs White ရှိမယ်ဗျာပြီးတော့ရှိ Ego Jesus ရှိမယ်ပြီး Elio Anderson ပါမယ်ပြီးသွားရင် Hasan Adwai ရှိမယ်ဟုတ်တော့တော့မှာဆိုလို့ရှိရင်မိလာကိုဗစ်တော့ပါလို့ ရှိတယ်နော်ဒသမကောင်းလေးတွေရှိတယ်အဲနီးပြားကတော့ရှောင်းတိုင်းနီးပြားတဲ့ရှောင်းတိုင်းနေနဲ့အဲဘယ်လိုကစားမလဲပေါ့မန်ချက်စတာကကိုခံချက်ကစားပြီးတော့ကောင်တာပဲချောင်းဆော့မလားအဲဘယ်လိုကစားလဲဆိုတော့ဆက်လက်စောင့်ကြည့်ရမယ်အဲကျွန်တော်စိတ်ထင်ရတော့အဲမန်ချက်စတာနဲ့နိုင်သွားလိမ့်မယ်ဒါပေမဲ့ဂိုးမပြတ်ဘူးအဲတကူဂိုးမရှိနဲ့နိုင်သွားနိုင်တယ်ဒါမှမဟုတ်2-1ဖြစ်သွားနိုင်တယ် 3ဝါလည်းဖြစ်သွားလိုက်တယ်မှာအမွေဘိုတို့ကျွန်တော်တို့ခုညာတို့ကကိုသိချေတွေ့မယ်ဒီဘန်ဂျမင်ဆက်စကိုလည်းကျွန်တော်ကိုရစီခြင်းနဲ့အဲသူကိုမတွဲတာတော့ကြာပြီပေါ့နော်ဒီကစားသမားအနေနဲ့ဒီဘက်မှာကိုရစီခြင်းနဲ့အဲရှေ့တန်းတော့ရတာမိမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ထင်တယ်အဲ2 1 3 1တော့ဖြစ်သွားနိုင်တယ်ဒါပေမဲ့အဲစကူသတိထားမှာ Northern Forest ရဲ့ဒီ City Ground မှာ camp မှာဖြစ်တဲ့အတွက်ဒီဘက်က တည်ကြသွားမယ်ဆိုလို့ရှိရင်အံ့ဩကြတော့မရှိဘူးအဲ Northern Forest နိုင်ဖို့ကိုတော့ကျွန်တော်20ရာခိုင်နှုန်းပဲပြီးနေတယ်တည်ကြဖို့20ရာခိုင်နှုန်းကျန်တဲ့60ရာခိုင်နှုန်းကိုတော့ Manchester United နိုင်သွားမယ်လို့ထင်တယ်ပြည်သက်တွေအနေနဲ့ဟောဒီဒီဒီပွဲတဲ့ရာလကိုဘယ်လိုအနေနဲ့ထပ်ပေါ်လာမလဲရာရ Manchester United ပဲနိုင်သွားမလားတည်ကြသွားမလား Northern Forest ပဲနိုင်ရရှိသွားမလားဆိုတော့ကျွန်တော် comment section လေးထဲမှာဝင်အောင်ဆွေးနွေးပေးကြပါဦးလို့တောင်းဆိုနေတယ်ဒီ video လေးကိုဒီမှာဆုံးသတ်လိုက်ပါတယ်ကျွန်တော်နောက် video မှာပြန်လဲဆုံးနွေးကြပါသောမြတ် We'll be right back.